မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 20ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲ update သတင်းရတော့တနင်္သာရီတိုင်းဒဝေခရိုင်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ထိထဗျူဟာစခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာဗျူဟာမှုအပါအဝင်စစ်သားများပြားတိတ်ဆုံးပြီးတော့လက်နက်ခဲယမ်းများကိုလည်းအများပြားသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအေပီလ19ရက်နေ့ညနေ9နာရီခွဲအချိန်ကမှဒဝေခရိုင်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ထိထဗျူဟာစခန်းကို KNU KNLA တပ်မဟာ၄ဦးဆောင်မှုနဲ့ FED တပ်ဖွဲ့ PDF ရဲဘော်များနဲ့တပ်မဟာ drone သင်တန်းသားများပူးပေါင်းပြီးတော့တိုက်ခိုက်သိမ်းပိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီရဲ့တပ်ဖြူဟာမှုနဲ့အတူအများပြားသိမ်းဆုံးမှုရှိပြီးတော့လက်နက်ခဲယမ်းများကိုလည်းအများပြားသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။ဖြူဟာမှုကိုအသေးဖမ်းမိခဲ့ပါတယ်။ရန်သူဘက်ကအကြဆုံးစုစုပေါင်းအင်အားနဲ့လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုကတော့စီစဉ်နေစေဖြစ်တဲ့အတွက်သတင်းထုတ်ပြန်လို့မရသေးပါဘူး။ ထိထဗျူဟာကို KNU KNLA တပ်မဟာ၄ရဲ့စစ်ရေးဥဆောင်မှုနဲ့အတူကျွန်တော်တို့ Force for Federal FFD တပ်ဖွဲ့နောက်ပြီးတော့ PDF ကျွန်တော်တို့ FFD အဖွဲ့ရဲ့ဥဆောင်ပြီးတော့တင် जा ပေးထားတဲ့ drone တင်တန်းသားတွေစုပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့တပတ်လောက်တိုက်ခိုက်ခဲ့ရပါတယ်ဘူဟာမိုးကိုတော့အသိမိတာဖြစ်ပါတယ်စစ်ကောင်စီစီကနေပြီးတော့လက်နက်ခဲယမ်းတွေများစွာရရှိထားပေမဲ့ကျွန်တော်တို့သတင်းထုတ်ပြန်လို့မရသေးပါဘူးဘူဟာစခန်းဖြစ်တဲ့အတွက်အင်အားအသင့်တဲ့ရှိပါတယ် ်ဒီနေ့မှတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်လို့ Force for Federal FFD တပ်ဖွဲ့ကဒူတာဝန်ကကိုအောင်ကရှင်းပြထားပါတယ်အဲ့ဒီဘျူဟာစခန်းကို AP လ12ရက်နေ့ကလေးကပိတ်ဆို့ထားတာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ဘျူဟာစခန်းအတွင်းမှာအင်အားရာခိုင်နှုန်းရှိက တောင်ကုန်းနေရာတလျှောက်မှာစခန်းသုံးခုခွဲပြီးတော့တပ်ဆွဲထားခြင်းဖြစ်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့နှစ်ရက်ခန့်ကလည်းဂျေးရွာအနီးမှာရှိတဲ့ပထမစခန်းကုန်းကိုရရှိသိမ်းပိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ AB လ16ရက်နေ့ကမှတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်လို့ Force for Federal FFD တပ်ဖွဲ့ကဒုတာဝန်ကကိုအောင်အောင်ကရှင်းပြထားပါဗျ။အဲ့ဒီဘျူဟာစခန်းကို AB လ12ရက်နေ့ကလေးကပိတ်ဆို့ထားတာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ဘျူဟာစခန်းအတွင်းထဲမှာအင်အားရာခိုင်နှုန်းရှိက တောင်ကုန်းနေရာတလျှောက်မှာစခန်း၃ခုခွဲပြီးတော့တပ်ဆွဲထားခြင်းဖြစ်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့နှစ်ရက်လောက်ကလည်းကျေးရွာအနီးမှာရှိတဲ့ပထမစခန်းကုန်းကိုရရှိသိမ်းပိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဧပြီလ19ရက်နေ့ညနေ9:00ခွဲအချိန်လောက်မှာစခန်းအလုံးကိုအပိသက်သိမ့်ပိုင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါဒ်အဲ့ဒီစခန်းသိမ့်တိုက်ပွဲအတွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter 112 K8W MI17 ရဟတ်ရင်တို့နဲ့ပြစ်ကူပေးပြီးတော့တိုက်ခိုက်မှုတွေရှိခဲ့ပြီးထိခိဒေသနေပြည်သူများဟာလည်းထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗါဒ် ဒီတိုက်ပွဲမှာကျွန်တော်တို့ drone တင်တန်းသားတွေတင်တန်းပြီးပြီးချင်းပဲမြေပြင်ကိုလက်တွေဝင်ရောက်တိုက်ခတ်ပြီးတော့သိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ FFD တပ်ဖွဲ့အနေနဲ့လည်းတနင်္လာရီတိုင်းမှာရောနောက်ထပ်အခြားဒေသတွေမှာပါရဲဘော်တပ်တွေစုဆောင်းနေပါတယ် ဒရုန်းနဲ့ဖြစ်စေမိပညာနဲ့ဖြစ်စေမိမိတက်ကြွနဲ့အတတ်ပညာနဲ့ပဲဖြစ်စေမြေပြင်ခြေမုံရေးအရာအနေနဲ့ပဲဖြစ်စေကျွန်တော်တို့တပ်ဖွဲ့အနေနဲ့အတူပါဝင်ပြီးစစ်အာဏာရှင်ကိုတော်လှန်ခြင်းနဲ့ Federal Democracy ပြည်ထောင်စုကိုအတူတကွထူထောင်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ page မှာလာရောက်ဆက်သွယ်ပြီးတော့ရဲဘော်တက်လျှောက်ထားလို့ရတယ်ဆိုတာကိုပြောချင်ပါတယ်လို့ Force for Federal FFD အဖွဲ့ကဒူတာဝန်ကကိုအောင်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချက်ပတ်စစ်ကောင်စီကနိုင်ငံတော်အလုံးမှာလေကြောင်းတိုက်ခိုက်မှုများခမှန်ပြီးတော့အရှိန်ဟုန်မြင့်တရန်ညွှန်ကြားထားပြီးတော့အခုလာမယ့်ဘိုးရင်းကာလမတိုင်မီမှာလေကြောင်းတိုက်ခိုက်မှုများပုံမှန်များပြားလာမှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အချက်ပတ်စစ်ကောင်ဆောင်မင်းအောင်လိုင်ကဘိုးရင်းကာလမတိုင်မီရနိုင်သမျှနယ်မြေများနဲ့မြို့နယ်များကိုပြည်လဲသိမ့်ပိုက်ရန်ညွှန်ကြားထားတယ်လို့သိရပါတယ်။အခုလိုမျိုးသိမ့်ပိုက်ရန်စ조사ရမှာ ချစ်နိုင်သမျှနီလန်ဘောင်းစုံကိုအသုံးပြုရန်ညွှန်ကြားထားခြင်းဖြစ်တယ်လို့သိရပါဗျ။ဒီမိုးရင်းကာလမတိုင်မီမှာလေကြောင်းကနေထိုးစစ်ဆင်ပြီးတော့မြေပြင်ကနေလည်းနေမြေသိမ့်ပိုက်မှုတွေကိုဆက်လက်ဆင်နွှဲဖို့ညွှန်ကြားထားပါဗျ။အခုညွှန်ကြားချက်တွေကမနေ့ကကလေးကစတင်နေတဲ့ရန်တိုင်းမင်းစစ်စင်ရေးရဲ့အကောင့်ထယ်ဖော်မှုဖြစ်တယ်လို့သိရပါဗျ။ မေလနဲ့ဇွန်လမှာလေကြောင်းတိုက်ခိုက်မှုတွေပိုပြီးတော့များပြားနိုင်ပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကသတိပေးထားပါတယ်။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းက2024ခုနှစ်စက်တင်ဘာလ1ရက်နေ့ကစတင်ပြီးတော့ရန်တိုင်းမင်းစစ်စင်ရေးကိုအကောင့်ထဲပေါ်ခဲ့ပြီးအဲ့ဒီစစ်စင်ရေးမှာဆုံးရှုံးသွားတဲ့နေမြေများကိုအဓိကပြန်လည်တိုက်ခိုက်သိမ်းပိုက်ရေးနဲ့ အချက်ပတ်အဖွဲလို့စေကောင်းစီကကြေညာထားတဲ့လက်နက်ကိုင်အဖွဲများကိုမြေမြေပေါ်ကနေပြီးတော့ပျောက်ကွယ်သွားတဲ့အထီကိုခြေမုံနိုင်ရေးဖြစ်တယ်လို့သိရပါဗါးအဲ့ဒီစစ်စင်ရေးများဟာဝေးကောက်ပွဲကြောင့်ဖြစ်ပေါ်လာမဲ့နိုင်ငံရေးအပြောင်းအလဲနဲ့သက်ဆိုင်မှာမဟုတ်ဘဲစစ်တပ်ရဲ့ဥတီချက်နဲ့စစ်စင်ရေးများဖြစ်တဲ့အတွက်ဆုံးရှုံးသွားတဲ့နေမြေများကိုပြန်လည်သိမ့်ပိုက်ရရှိမှသာလျှင်စစ်စင်ရေးအောင်မြင်ပြီးဆုံးမှာဖြစ်တယ်လို့သိရပါဗါး လက်တလောစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများကိုအရှိန်ဟုန်တုံးမြင့်နေရာဧပြီလ18ရက်နေ့နဲ့ဧပြီလ19ရက်နေ့တွင်မှလေကြောင်းတိုက်ခိုက်မှုများကြောင့်ပြည်သူ55ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။ဧပြီလ18ရက်နေ့ကမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လက်ကြရွာနယ်ရေထွက်ချေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ73ဦးသေဆုံးက3ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါဗျ။ April 19ရက်နေ့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရေရွတ်ရွာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာသေဆုံးသူ24ဦးရှိခဲ့တယ်လို့သိရပါဗျ။ ်အေဘီလာ19ရက်နေ့သခိုင်းတိုင်းမြင်းမုံမြို့နယ်ကံတော်ရွာကိုအကြမ်းဆက်တကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကလေးငယ်များအပါအဝင်ပြည်သူ9ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။အေဘီလာ19ရက်နေ့မနက်7:00နာရီကျော်အချိန်မှာ KNU တပ်မဟာ1နယ်မြေမော်ပြည်နယ်ဘီလင်းမြို့နယ်မင်းစောရွာဖုန်ကြီးကျောင်းကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူနှစ်ဦးတင်ဆုံးပြီးကိုရီနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အေဘီလာ၁၉ရက်နေ့မှာရခိုင်ပြည်နယ်ကြောက်တော်မြို့ထဲကနေရအနှံ့ကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူများထွက်ပြေးချိန်မရလိုက်ပဲအရသာပြည်သူတအုပ်ထက်မနေတင်ဆုံးပြီးအယောက်၂၀ကျော်ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာရှိတဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မဘခကဝိုင်းမော်မြို့မုတ်လဲရွာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်နေခြင်းကြောင့်ဒေသခံများနေထိုင်တဲ့အိမ်တွေပေါ်ကိုကြောက်ရောက်ပောက်ကွဲပြီးအရက်သားပြည်သူနှောက်ဦးဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မဘခကနေပြီးတော့အေပီလာ19ရက်နေ့ညနေ6နာရီကမှလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းဖြစ်ပြီးတော့မုတ်လဲရွာအနီးကိုလက်နက်ကြီးကြီးကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့မြို့ကန်တို့ကပြောပြထားပါဗလိုင်းကြီးကိုရန်တပ်ပစ်ခတ်နေတာပါဗျာ။ မနေ့ကညအထိလဲအတန်တွေကြားနေရတော့မယ်ညနေကပြစ်ထားတာမှာဒေတာကနှစ်ယောက်ထိသွားတယ်လို့အဲ့ဒီသတင်းရေးမြစ်ကပြောပါတယ်ဝိုင်းမော်မျိုးအနီးမှာရှိတဲ့မုံလွဲရွာဟာရခင်ကစစ်ကောင်စီတွေတပ်ဆွဲထားတဲ့နေရာဖြစ်ပြီးတော့ယခုခါမှာစစ်ကောင်စီတပ်ဖွဲ့ဝင်နေမရှိတော့ဘူးလို့သိရပါတယ်ဝိုင်းမော်မျိုးနယ်အတွင်းလမ်းမြန်ရွာအပအဝင်ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF များထိန်းချုပ်ထားတဲ့ရွာများကို ပြီးခဲ့တဲ့ match လာကစတင်ပြီးတော့စစ်ကောင်စီတပ်ကလေးချောင်းကနေပြီးတော့ဘုံကျဲပြီးလက်နက်ကြီးပြစ်ခတ်မှုများပြုလုပ်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီဟာဝိုင်းမော်မြို့မှာရှိတဲ့ခလာရ58ကလည်းလက်နက်ကြီးများပြစ်ခတ်နေတယ်လို့သတင်းရရှိထားပါတယ်လက်ရှိအချိန်မှာငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက်အမျိုးသားညီညွတ်ရေးအစိုးရနဲ့တော်လိုင်းတပ်များကစစ်ရေးတွေကိုရပ်တန့်ထားတယ်လို့သိရပါတယ် စစ်ကောင်စီဘက်ကလည်းအေပီလာ၂ရက်နေ့ကနေအေပီလာ၂၂ရက်နေ့အထိရာကြီးအပြစ်ခတ်ရက်စဲကြောင်းကျင်းညာထားပြီးတော့လေကြောင်းတိုက်ခိုက်မှုများနဲ့မြေပြင်စစ်ကြောင်းထုတ်မှုများကိုဇက်တိုက်ပြုလုပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့ကိုတန်ရမ်းမြို့အခြေစိုက်စစ်ကောင်းစီတပ်သားများကအလုံးရင်းနဲ့လာရောက်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာရှုံမြို့ကို MNDAA ကသိမ်းပိုက်ပြီးတဲ့နောက်တန်ရမ်းမြို့ဘက်ကိုစုခွာထွက်ပြေးသွားတဲ့စစ်ကောင်းစီတပ်များဟာဒီနေ့ဧပြီလ20ရက်နေ့မှာလာရှုံမြို့ကိုအင်အားအလုံးရင်းနဲ့လာရောက်နေပြီလို့သိရပါဗျ။ အခုတည်းကတော့လာရှိုးကိုမရောက်လာသေးပါဘူးတန်ရန်ဘက်ကနေပြီးတော့စစ်ကားတွေနဲ့တက်လာတာဟုတ်ပါတယ်လာရှိုးမျိုးတွင်ကတော့ပုံမှန်ပါပဲလို့ဒေသခံပြည်သူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်လက်ရှိမှာ MNDA ဟာမန္တလေးလာရှိုးလန်တီဘောလာရှိုးကြားလာရှိုးမျိုးနဲ့ဆယ်ပိုင်ကအကွာမှာရှိတဲ့လာရှိုးမျိုးအဝင်နောင်မွန်ကိုဒီကနေ့မနက်ပိုင်းကစတင်ကပိတ်ထားလိုက်ပြီလို့သိရပါတယ်ရွာကနေလာရှိုးလာတာလာလို့မရဘူးအကုန်ပိတ်ထားလိုက်ပြီလို့ဒေသခံတို့ကပြောပြထားပါတယ် MNDA ဟာလာရှိုးမျိုးက AP လ22ရက်နေ့မှာစုတ်ခွာပေးရမှာဖြစ်ပြီးတော့လက်ရှိမှာလာ ားရှုမြို့ကိုမြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးတန်တမန်တိတ်ရှိကျွမ်းရောက်နေပြီးတော့စစ်ကောင်စီရဲ့အမတ်တစ်စစ်စင်ရေးအထူးအဖွဲ့မှဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးလည်းလာရောက်မယ်လို့သိရပါဗျ။မြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးတန်တမန်တိတ်ရှိကျွမ်းဟာ 2025ခုနှစ်အေပီလ19ရက်နေ့ကလုံခြုံရေးရင်နှန်းနဲ့လာရှိုးမြို့ကိုရောက်ရှိလာခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်လာရှိုးမြို့ကို MNDAA ရဲ့အထွေထွေအတွင်းရေးမှုနဲ့စေဦးစီးချုပ်တို့ဟာလည်းလာရှိုးမြို့ကိုရောက်ရှိနေပြီလို့ MNDAA ရဲ့သတင်းအရင်းမြစ်ကအေပီလ19ရက်နေ့ကပြောကြားထားတာကိုတွေ့ရပါတယ်။မြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးတန်တမန်တိတ်ရှိကျွမ်းဟာ စစ်ကောင်စီရဲ့အမှတ်၁ဆက်စင်ရေးအထူးအဖွဲ့မှဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနဲ့ MNDAA ရဲ့အထွေထွေအတွေ့အကြုံမှုနဲ့စစ်ဦးစီးချုပ်တို့ဟာတရုတ်နိုင်ငံကိုမင်းမျိုးတို့မှာတွဲဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ MNDAA ဟာလာရှိုးကနေပြန်လည်ဆုတ်ခွာရမယ်ဆိုပါကရက်ွက်ကြီးဆန်းတဲ့ခုကိုစစ်ကောင်စီထံကိုပြန်လည်ပေးအပ်ရမှာဖြစ်တယ်လို့သိရပါတယ်။သို့တော်လည်းမြို့ရဲ့အပြင်မှာရှိတဲ့နေရာများကိုတော့ MNDAA ကတိန်နီခရိုင်အတွင်းကိုထည့်ထားကမြို့ပေါ်မှာလည်းဆက်ဆံရေးယုံကိုဆက်ပြီးတော့ဖွင့်လှစ်ထားမယ်လို့သိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီးရေးတဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ